ိုင်းပြည်ကိုငြိမ်းချမ်းခြင်းနဲ့ခေါင်းဆောင်ဆိုတာဒီလိုတက်တော်ကာကွယ်ဦးစည်းချုပ်လို့ဦးမေအောင်လိုင်တို့လို့ခေါင်းဆောင်မျိုးတွေလည်းပေါ်ပေါက်တင်တယ်ကဘာကဘာမှာပေါ့နော်ကဘာနဲ့ရှင်ပြောတာမေအောင်လိုင်တပွားပွားကိုးကွယ်ညှို့ဆုံနေတဲ့2008ဖွဲ့စည်းပုံရှိတာဦးလေးကိုမေအောင်လိုင်စစ်ကောင်းဆောင်ဆိုတဲ့စစ်တပ်တစ်စုကိုချိုးဖောက်လိုက်တာ Hello Jeremy Wapitu ni ko maroma mya alaw ma mingla ba news bit channel ka ne pyo ma chot so lai ba de 2025 khu ne march la she ne jaro sa ni ne ma ne pa ma naw song cha ti ya de တလန်တရင်ကောင်းများစွာရှိတာပဲဖြစ်ပါတယ်။ကျတို့အခါတိုင်းလိုပဲပေါ့နော်။ဒီနေ့မနေ့မှာတလန်ရဆွေရနဲ့ပြည်မယူဆောင်လာပြတဲ့တရင်တို့အချို့ကိုအယုံဆုံးကြည့်လိုက်ရအောင်နော်။ပထမဆုံးတရင်တို့အနေနဲ့ကတော့ ပဲဘကိုးတိုင်းဘရောင်းမျိုးနဲ့ညောင်ကျိုးမှာရှိတဲ့စစ်ကောင်စီနဲ့အရခတ်တော်အေးဘုံတပ်ဖွဲ့တို့တိုက်ပွဲတွေပြင်းထန်နေပြီးတော့မှစစ်ကောင်စီဘက်ကလည်းစခန်းလက်မလို့ရရဲ့အတွက်ရန်ကုန်နဲ့တရင်တို့ပါအရာဖြစ်တင်ပို့ဆောင်နေရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မော်ဘီကမင်္ဂလာတုံတက်နေပြီးရင်တရင်တပ်ဖွဲ့အများဆုံးပဲအဲ့ဒီကတပ်ဖွဲ့ဝင်တွေကိုစုဖွဲ့ပြီးတော့မှညောင်ကျိုးပို့နေတာညောင်ကျိုးကကြားခါနေနေပြီးဆိုပြီးတော့မှတက်တရင်မျိုးကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ ။တရင်တခုမှဆိုရင်တဖွဲ့ဝင်အား40စီစုဖွဲ့ပြီးတော့မှညောင်ချိုးစကားလင်းမလို့ရရဲ့အတွက်အခုမှလအတွင်းအားဖြစ်နေတယ်ဆိုပြီးတော့မှအဲ့ဒီတရင်မျိုးကနေပြီးတော့မှပြောဆိုထားတာပေါ့နော်။အဲ့ဒီကျွန်တော်တို့ညောင်ကျောတပ်ဖွဲ့မှာဆိုတော့စကောင်စီတပ်ဖွဲ့ဝင်တွေအုံယုံနဲ့မျိုးစာဖြစ်နေတယ်လို့တည်ရတာပြမအေးနဲ့ပေါင်းတပ်ဖွဲ့ဝင်တွေကနေပြတော့မှအဲ့ဒီညောင်ကျောတပ်ဖွဲ့ပြီးပြီဆိုတာနဲ့ကပါဆာဆလင်းနေယုံတွေတင်ပေးဖို့ခုဆိုရင်စ조사နေကြတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပို့အနေနဲ့ကတော့ မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာအချမ်းဖက်စစ်ကောင်စီထောက်တိုင်အုပ်ချုပ်ရေးမှူးတော်ဦးနဲ့ပြူစော့ထိပ်တော်တို့ပြက်ခတ်အခါပြည်တော်မှတည်ဆုံသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မဲဖွဲ့စည်းတွေကဝင်ပြက်သွားတာလဲတော့မသိဘူး။နှုတ်ဦးပြက်ခတ်ရပြီးတည်ဆုံသွားတာအုပ်ချုပ်ရေးမှူးတော်ဦးနဲ့ပြူဖို့ဝင်တော်ဦးပါဆိုပြီးတော့မှ ဒေတာတရင်မြင့်ကနေပြန်မပြောဆိုထားတာပဲဖြစ်ပါတယ်တကယ်တော့တရင်ကောင်းလေးပဲပေါ့နော်ကျွန်တော်တို့ရှေ့မှာလည်းချင်းချင်းကခါပြောခဲ့ပြီးသားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေသူတို့ရဲ့တောက်တိုင်တွေပြည်သူတွေကိုဖမ်းဆီးရိုင်းနှီးမှုတွေဆက်လက်ပြန်မကျူးလွန်နေဦးမယ်ဆိုတော့ဒီထက်ပိုပြန်မပေါ့နော်ဆိုရတဲ့ပြည်ထောင်ပေးခြင်းတွေခိုင်းမှာဖြစ်တယ်ဆိုတဲ့အကြောင်းတော်လန်ရဲ့ဘုရားနဲ့ပြန်မလဲကြီးညာချက်တွေထုတ်ပြန်ထားပြီးပြီဆိုပေမဲ့အခုစနာမခံတဲ့ပြူစော်တိဖွဲ့ဝင်တွေကအုတ်ကြီးတွေရတော့၅ပါးမောက်တော့တာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့သူပေါ်အနေနဲ့ကတော့ ပြည်ပရောက်မြန်မာလူငယ်တွေအနေနဲ့စစ်မှုထမ်းဖို့ပြန်မလာနိုင်သေးဘူးဆိုပါကမြန်မာနိုင်ငံမှာရှိတဲ့မိဘဆွေမျိုးကနေပြတော့မှမိသားစုဝင်လူငယ်တဦးကစစ်မှုထမ်းနိုင်ရေးပြင်ဆင်ထားဖို့လွတ်တယ်ဆိုပြတော့မှရကုန်တဲ့လာတာမျိုးနဲ့စစ်မှုထမ်းစင်ခေါ်ရေးဖွဲ့ကနေပြတော့မှပြောဆိုတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သူတို့ပြောတာကအခုလူမရှိသေးရင်လည်းမိဘဆွေမျိုးကကိုစားမပုံတဲ့လက်မထိုးရမယ်ပြောတယ်။ပြန်ခေါ်လို့ရရင်ပြန်ခေါ်မရရင်လည်းပြည်ပရောက်နေတဲ့လူငယ်ကစစ်မှုထမ်းဖို့အလဲကျလာတဲ့အခါမှာ အစားထိုးစမှုထမ်းပေးမဲ့ဆွေမျိုးမကင်းလူငယ်တအူအသိပြင်ထားလို့ပြောပါတယ်သူတို့လည်းအဆင်ပြေအောင်ပဲလုပ်ချင်တယ်ပြဿနာတွေမဖြစ်ချင်ဘူးအဲ့ဒါကြောင့်အင်ကတအူကအစားထိုးစမှုထမ်းချင်တဲ့အိမ်မှာယောက်ျားသားမရှိရင်ဆွေမျိုးမကင်းထဲကတအူကိုရှာထားဖို့ပြောတဲ့ဆိုပြီးတော့မှလတ်တာမျိုးနဲ့ပြီးသူသူကနေမြေမှာပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ခွေးတွေအုပ်စုတွေကတော့ရုံးပါပြီဆိုရင်တော့ကန်းကုံအောင်မိုက်တဲ့အုပ်စုတွေပဲပေါ့နော် ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးနေတဲ့ချက်မှာကတော့ဘူဂျီမျိုးစရာနဲ့ပြုံးမှာခုဆိုရင်စစ်ကောင်စရာနဲ့ပြုံးမှာပေါ့နော်ဒီဖက်ဆစ်နိုင်ငံတွေနဲ့ပူးပေါင်းပြုံးမှာကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေကိုအမှုကျေဖို့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးဘူဂျီမျိုးစရာနဲ့ပြုံးမှာသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်ဘူဂျီမျိုးစရာဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာချေလိုက်ရအောင်နော်ဒီလင်းတကျော်ကာလနော်ကျွန်တော်တို့ရဲ့အမိမြန်မာပြည်မှာစူးရွာရက်ဆက်စွာဖန်တီးပေါ်ပေါက်လာတဲ့ဖက်ဆစ်အကြမ်းဖက်စစ်ရန်ရာကြီးကိုဖြိုဖျက်ဖို့အခုဆိုရင် ကျွန်တော် ပြည်ထောင်စုသားအားလုံးဟာနိုင်ငံရဲ့နေရာအနှံ့ကနေပြီးတော့ပြင်းထန်တဲ့ဖက်စစ်ချေမှုရင်းဒေါ်လာစစ်ပွဲတွေကိုဆင်နွှဲလုပ်နေကြပါတယ်။အင်းအပိုင်းကိုပြန်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း80တိတိ1945ခုနှစ်မှာဒီလိုပဲဒီမတ်လကာလာကြီးဟာတနင်္ဂနွေလဲနေလျောင်းမြင်းဆောင်မကြံဖက်စစ်ဒေါ်လာရေးကြီးကိုနွေးနေကြခဲ့အခြေဖြစ်ပါတယ်။အခုတော့တမိုင်းတကြောပြန်လဲပတ်လို့ကျွန်တော်တို့လက်ထက်မှာဖက်စစ်ဒေါ်လာရေးကြီးကို ပြန်လဲထပ်မံဆင်းရဲနေကြရပြန်ပါလေကျွန်တော်ကျွန်တော်တို့ຫນွေဒေါ်လာရေးခေါ်ဖက်စစ်အကြမ်းဖက်စနစ်အမျက်ပြုတ်ခြေမုံတုတ်တင်ရေးဒေါ်လာရေးကြီးဟာအခုဆိုရင်၄နှစ်ကျော်ကာလမှာအောင်မြင်မှုအတိပွင့်နေလဲအမြောင်များရရှိလာသလိုကျွန်တော်တို့ပြည်သူတရားလုံးရဲ့노ကြားတကြမှုအပေါ်မှာတတိပေးလာတဲ့စီးလုံးညီညွတ်မှုမရှိရင်အောင်ပွဲကိုရောက်ရှိဖို့နှောင့်နှေးလိမ့်မယ်ဆိုတဲ့တက်လက်နှိုးဆော်ချက်တွေလည်းပေါ်ပေါက်လာတဲ့အချိန်ဖြစ်ပါတယ်။တစ်ဖက်ကတော့ဖက်စစ် ဆရာနာရှင်အကျန်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာကဘာကြီးရဲ့ဖက်စစ်ဝင်ယူတန်းနေတဲ့ဘွယ်ပြုတ်မှုလာတဲ့ကွန်ဖီနစ်အာနာရှင်နေနဲ့ပူးတွဲပြီးတော့ရုရှားပူတင်ဘယ်လာရုစ်ကအာနာရှင်လူကာရှန်ကိုတရုတ်ကွန်ဖီနစ်ပါတီရဲ့ခေါင်းဆောင်ရှီချင်းဖျင်းနောက်မြောက်ကိုရီးယားစတဲ့ကဘာမှာနာမည်ဆိုးနဲ့ကြော်ကြားတဲ့မိဆာနိုင်ငံခေါင်းဆောင်များနဲ့လည်းတွဲပြီးတော့ကျွန်တော်တို့နိုင်ငံကိုလည်းပဲမြောက်ကိုရီးယားကဲ့သို့အတန်ကွန်ချာထပ်ထပ်အုပ်ပြီးတင်းကျပ်ရက်ဆက်စွာအုပ်ချုပ်ဖို့ ဂျိုးပန်းလာတဲ့ပုံရိပ်တွေတွေ့နေရတဲ့အခြေဖြစ်ပါတယ်။ဟုတ်တယ်။မြောက်ကိုရီးယားကဲ့သို့နျူကလ িয়ার လက်နက်ကိုနျူကလ িয়ার ခေါင်းစဉ်နဲ့နိုင်ငံထဲမှာတိစောက်ပြီးပတ်ဝန်းကျင်ဘေးအိမ်နီးချင်းနိုင်ငံတွေကိုလူမိုက်တို့ရဲ့တကူကြွမှုနဲ့ပေါ့။ Yesterday ကြမ်းကြုတ်တဲ့ရုပ်မာမယ်၊ရိုင်းဆိုင်မယ်၊လူမဆန်မှုဘယ်ကောင်းမှလူမထင်မှုကငါ့မှာဘာလက်နက်ရှိတယ်၊ဘာအင်အားရှိတယ်ဆိုတဲ့ပုံရိပ်နဲ့ဒေတာတွင်းမှာဗိုလ်ကျခြင်းနဲ့နိုင်ကျင့်ခြင်းနဲ့ ဆရာနာရှင်စနစ်တိဆောက်ခြင်းနဲ့မင်းအောင်လိုင်ရဲ့လုပ်ရက်ကိုမြေတောင်မြောက်ပြီးကဘာကြီးကိုမတီးမငင်ဖြစ်အောင်လုပ်ရင်းသူတို့ရဲ့အကျိုးစီးပွားအတွက်တရုတ်ဆိုလည်းတရုတ်ရဲ့အကျိုးစီးပွားရုရှားဆိုလည်းရုရှားရဲ့သူ့ရဲ့အကျိုးစီးပွားအတွက်မြမအမေကိုချနှင်းဖို့ proxy war တွေဖြစ်ဖြစ်တော့လကောင်း end of pacific ဒီ strategy ကြီးအရဒီအိန္ဒိယသမုဒ္ဒရာနဲ့ဘက်တောင်တရုတ်ပင်လယ်တို့အရေးမှာတကူချက်တွင်စုမှုခြင်းနဲ့စစ်ရေးနိုင်ငံရေးကြိုးပမ်းမှုတွေရတော့လကောင်းကျွန်တော်တို့မြမပြည်ကိုဂျားကန်ကျွန်တော်ကောင်ကြားကမြေစာပြင်ဖြစ်အသုံးချဖို့ ကြိုးစားလာတဲ့နိုင်ငံကြီးတွေရဲ့ဩဇာကိုယူပြီးမြန်မာပြည်ကိုဖိနှိပ်အုပ်ချုပ်ခြင်းနဲ့မင်းအောင်လှိုင်ရဲ့လွှဲရကြောက်အခုဆိုရင်တိုင်းပြည်ဟာအတော်ကြီးကိုပုံပုံညံ့ညံ့ကြည်နေတဲ့အချိန်ဖြစ်ပါတယ်။ကဲဒီမှာဗိုလ်ကြီးနေမျိုးစင်ပြောသလိုပဲပေါ့နော်။ဟိုးဆိုရင်မြောက်လိုင်းတို့အုပ်စုကနေပြီးတော့မှရုရှားတရုတ်တို့နဲ့ပူးပေါင်းပြီးတော့မှမြောက်ကိုရီးယားနိုင်ငံလိုဇက်သွင်းနေတာပဲဖြစ်ပါတယ်။ကျွန်တော်နျူကလ িয়ার စွမ်းအင်တွေပိုင်ဆိုင်နေပြီးတော့မှပေါ့နော်။အခုဆိုရင် B2B သားတွေတာမှာကကျွန်တော်တို့ဒေတာတွေနိုင်ငံတွေပါသူတို့အနေနဲ့ချင်းချောက်ဖို့ပြင်ဆင်နေတာဖြစ်ပြီးတော့မှဒါက ဒီဖက်ဆက်နိုင်ငံတွေရဲ့အကျိုးသူစီးပွားလို့တဲ့အကြံတွေဖြစ်တယ်ဆိုတာကိုကျွန်တော်ဟုတ်ဆွန်တွေ့နေရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးလေးနှစ်ကျော်ကာလအတွင်းမှာဟုတ်ဆွန်စက်ကောင်စီအနေနဲ့ပေါ့နော်သူတို့ယိုယွင်းလာတဲ့စနစ်တွေကိုသိမြင်လာပြီးတော့မှဒီလိုမျိုးကျွန်တော်တို့ B2B သားတွေနဲ့ဂျန်နက်ဒီနိုင်ငံတွေကိုဖိအားပေးဖို့လှုပ်ဆောင်နေတာဖြစ်တယ်ဆိုတာကိုအားလုံးတွေ့နေရတာပဲဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုဆိုရင်ကြောက်ဖြစ်မှုမှာလည်း A ကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှဆီလူမျက်ကြော်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော် မြေပြင်စစ်မျက်နှာပြီးအခြေအနေတွေကတော့ကြောက်ဖြစ်မှုတကြောကတော့ဖက်စစ်တဟာအတဲ့တဲ့ကုကံမှုဆင်နွှဲနေတာကိုတွေ့ရပါတယ်ကြီးတဲ့အင်အားတွေဖြစ်တင်းထားပြီးရေးချေတဲ့ခလာရဲ့စကူလောက်ကန်တက်တွေကိုပို့ထားလိုက်လို့ကျွန်တော်တို့သိရပါတယ်စီမောရရေကတောင်ကုန်းတိုက်ပွဲမှာစစ်တပ်ရဲ့ထုံးစံတိုင်းဘလုကုံးလေးအတိအာရမအသေးခံတိုက်ခိုင်းတာလေကျွန်တော်တို့ တွေ့ရပြီတရားသောစစ်အောင်ရမယ်လို့ဘာလို့ဂျင်းတွေကျွေးစေးပြားတွေတိုက်음ဒါရတရလို့နေချက်ကိုရနော်အာရမတိုက်စစ်စင်နိုင်ပါလေတိုက်စစ်စင်တော့မသာပေါ်ပါလေပြီးလို့စစ်မှုထမ်းကြောင့်၃လ၁၀နံတက်ပြီးရောက်လာတဲ့ကောင်လေးတွေကိုအရစ်တွေတိုးပြပြီးလိန်ညာအသေးခံတိုက်ခိုင်းနေတာဘောစိတ်မကောင်းပါတဖြည်းဖြည်းနဲ့တိုက်ပွဲဟာကြောက်ပြူစစ်စုံတွေကကြောက်ပြူကစစ်စုံတွေရောက်လာပါပြီ အဲ့ဒီကြောင့်မျိုးစစ်စုံတဲ့ကမှမရီချွမှာလို့တယုတ်ဒုံကျုံကြီးအမေခံစိညာလက်နက်တက်တယ်ရှောင်းနေတာကျွန်တော်တွေ့ရပါတယ်တဝဲရင်နဲ့စစ်ကန်းနဲ့ပတ်သက်ပြီးတော့တဝဲရင်နဲ့စစ်ကန်းမှာလည်းရုရှားလုံကျုံကြီးတက်တယ်ထိုးတဲ့မယ်ဆိုတော့အချက်တွေကိုကျွန်တော်ကြားနေရပါတယ်အဲ့တော့ဒီအချက်ကိုကြည့်ခြင်းအဖြစ်မင်းအောင်လိုက်တဖွားဖွားကိုးကွယ်ယူဆောင်နေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကို မင်းအောင်လိုက်စစ်ကောင်းဆောင်ဆိုနေစစ်တပ်တစုလို့ချိုးဖောက်လိုက်ပါပြီအခက်တက်မှာအခြေခံမှုများမှာ2008မှာအလို့ပြောမယ်မြည်သည့်လက်နက်ကင်တပ်ဖွဲ့မှတပ်ဆွဲအခြေချခွင့်မပြုမြည်သည့်မြည်သည့်ကုမ္ပဏီတွေဗမာတီတွေဘာလာမပြောနဲ့အင်းတိုင်းတပါမြည်သည့်လက်နက်ကင်တပ်ဖွဲ့မှအခြေချတပ်ဆွဲခွင့်မပြုမြည်သည့်လက်နက်ကင်တပ်ဖွဲ့ဘယ်လို့ဆိုရင်ရှင်းမယ်ထင်ပါလေ ကယ်ဒီမှာဆရာလူမြတ်ကျော်ပြောထားတဲ့ပုံစံရတော့ဗနောအခုဆိုရင်ကျော်ဖြူမျိုးမှာကျော်တို့ AA ကနေပြီးတော့မှအပြီးသိမ့်ပိုက်နေဖို့စ조사နေတာကိုတွေ့ရတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့မြောက်လိုင်းကနေပြီးတော့မှခုဆိုရင်ရုရှားကိုတွားပြီးပြီးချင်ပါပဲထဝယ်အထူးစီးပွားရေးဇုံကိုရုရှားလက်ထက်ကိုပေးပြီးတော့မှဗနောကျော်တို့ကျော်ဖြူထူးစီးပွားရေးဇုံနဲ့ဒီထဝယ်ထူးစီးပွားရေးဇုံဟာဆိုရင်တေယုံနဲ့ရုရှားလက်ထက်ကိုထိုးရောက်ပြီးပြီလို့ကျော်တို့သိရတာဖြစ်ပါတယ်ဒီလိုမျိုးတိုက်ပြီးကိုစိတ်စိတ်မုံမှာကွဲအောင်ဗနောအခုဆိုရင်ဆရာဇုံမှုပေါင်းများစွာလဲကျွလွန်ထားတာမို့လို့ကျော်တို့ပြီးသူပြီးသားတို့ရနေပြီးတော့မှ ဒီနေ့ထဲမှာပဲပြီးဖြိုးချနိုင်ဖို့ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ဒါအောင်မအပေးထောက်ခံနေကြတဲ့ဘောမရက်ကွက်ကလည်းပေါ့နော်။ခုဆိုပြည်သူပြည်သားတွေကိုအစ်စ်ပင်ရင်လောက်နေတာဖြစ်ပြီးမှသူတို့ရဲ့ဘဝကတော့သူတို့ကိုယ်တိုင်ထူးဆရမဲ့အချိန်ပဲဖြစ်ပါတယ်။ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ထဝဲ2စီးပွားရေးဆောင်ကိုရုရှားလက်ထက်ကိုထိုးရင်းလာတဲ့မြောက်လိုက်ဘယ်လိုမျိုးတွေပျော်ပါနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ကတဝဲအထူးစီးပွားရေးဆောင်အဆင့်မြင့်တင်ရေးရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် အားရကျေနပ်ကြောင်းပြောလိုက်ပါတယ်တချို့ကြီးဟာမလ9ရက်နေ့မနက်ပိုင်းမှာမော်စကိုမြို့က Radisson Collection Hotel မှာမြန်မာနဲ့ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေပြုလုပ်တဲ့ရုရှားမြန်မာစီးပွားရေးဖိုရမ်ကိုတက်ရောက်တဲ့အချိန်မှာအခုလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ရုရှားမြန်မာစီးပွားရေးဖိုရမ်ကိုမြန်မာနိုင်ငံတော်ကုန်သည်များနဲ့ဆက်မှုလုပ်ငန်းရှင်များအသင်းချုပ် UNFCCI မြန်မာ Airway International MAI Recon Graph Foundation Fan RC Investment ရုရှားအာဆီယံဘီဇနက်ကောင်စီနဲ့ရုရှားမြန်မာဘီဇနက်ကောင်စီတို့ကပူးပေါင်းကျင်းပခဲ့တာလည်းဖြစ်ပါတယ်။တက်ချုပ်ကြီးကမဟာဗျူဟာကျတဲ့ပင်လယ်ထွက်ပေါက်အဖြစ်ဒဝဲအထူးစီးပွားရေးဆောင်ကိုအစင်းမြင့်တည်ထောင်နိုင်ရန်ရုရှားနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုကိုခြေလှမ်းသစ်စတင်နိုင်တဲ့အတွက်ညားစွာကြည်နဲ့အားရမိကြောင်းမိမိတို့ဘက်မှလည်းခိုင်မာအကောင့်နဲ့ဥပဒေမူပေါင်းများချမှတ်ထားခြင်းနဲ့အတူယနေ့အခမ်းအနားရဲ့ရလတ်တစ်ခုအနေဖြင့်နိုင်ငံအကြရင်းနှီးမြှုပ်နှံမှုမြင့်တင်ရင်းနှီး အကာအကွယ်ပေးရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက်သက်ဆိုင်ရာဌာနများရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ဆွေးနွေးညှိနှိုင်းခြင်းကြောင့်သဘောတူစာချုပ်ကိုမကြခင်မှာလက်မှတ်ရေးထိုးနိုင်မယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။လက်တလုံးမှာတော့မြန်မာပြည်တောင်ပတ်ချံရေးတဝဲဘိတ်ကာလန်ကိုတော်လိုင်းရင်အားစုတွေဘက်ကစိုးမိုးထိန်ချုပ်ထားပြီး NASA ကအနေနဲ့ရေလန်းတဲ့လေကြောင်းလက်ကိုသာအပြုတ်ပြီးအုပ်ချုပ်မှုကိစ္စတွေဆောင်ရွက်နိုင်တော့တာကိုတွေ့ရပါတယ်ရှင်။ မြောင်းလေတော့ quiz ကားတွေပြောသွားတာနော်တိုင်းပြည်ဒီလောက်အထိအစစ်စစ်မှုမှာကြွယ်အောင်လုပ်ပြီးတော့မှကျွန်တော်ပြည်သူပြည်သားတွေကိုနှစ်စင်နဲ့မြတ်တစ်ဖက်ပြရတာတော့မှမလုံလောက်သေးပဲနဲ့အခုဆိုရင်ကျွန်တော်တဝဲ2 C point zone နဲ့ရုရှားလက်ထက်ကိုပဲလဲတော့ကျွန်တော်တည်ရပဲဖြစ်ပါတယ်ဒါကမြောင်းလေရတဲ့ပြည်သူမှာရုရှားကိုဖားရတဲ့အနေနဲ့ကျွန်တော်ပြည်သူပြည်သားတွေရပ်ပိုင်ခွင့်ထက်တစ်ခုဖြစ်တဲ့တဝဲ2 C point zone နဲ့အခုဆိုရင်ရုရှားလက်ထက်ကိုထိုးပေးလိုက်ပြတော့မှပါနော်သူတို့အနေနဲ့ budget မြဲမြဲရအောင်အောင်ကြိုးစားလိုက်တာပဲဖြစ်ပါတယ်ဒါကကျွန်တော်ဒီစစ်ပွဲရှင်ကိုမြင့်တင်လိုက်တာပြည်သူမှာမြောင်းလေတို့အနေနဲ့ဒီတော်လိုင်းရေးကို မကြကြအောင်ပေါ့နော်ဆက်လို့အောင်မယ်ဆိုတဲ့သဘောမျိုးကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ပီတူပီသားတွေဘက်ကနေပြုံးမှလည်းခုဆိုရင်မျောလိုင်းတော့မပြုံးမချင်းတိုက်မယ်ဆိုပြုံးမှပေါ့နော်ချွေးကြော်ထားတာမလို့ကျွန်တော်အနေနဲ့ဒီနေ့ကုန်အထိဆောင်ကျက်မှာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမစော်ဘင်းပေါ့နော်အကောင်ကနေပြုံးမှခုဆိုရင်အမေဆူကနေပြုံးမှတိုက်ပြုတ်ဖြစ်သွားလို့ပြုံးမှမျောလိုင်းကနေပြုံးမှပြန်ပြည့်ဖတ်ဆယ်နေရတယ်ဆိုတဲ့ပုံစံမျိုးနဲ့မျောနေမျောဆက်ပြောဆိုထားတာလည်းကျွန်တော်တစ်ချက်လောက်နားထောင်လိုက်ရအောင်နော်ဦးမေအောင်နိုင်ကြီးကတော့ပြလိုက်ပြီ ဘာပြတာစာအုပ်တုပ်ထဲနဲ့လုတ်ပြသွားတာနော်အာရှစ်လမ်းမရှိတော့နော်ဒီကောင်ဘူယာမူဘူယာမူဘွားတော့ကနေသူအိမ်မက်မက်တုန်းကသူကဖုံးမိနေလားတောက်တာပေါ့နော်အိမ်မက်မက်တာဘူယာမူဘွားနဲ့နော်ပြောပါဟိုအိမ်မက်ထဲမှာတက်တာပေါ့နော်တကယ်တမ်းတော့တိုင်းပြည်ကိုငြိမ်းချမ်းခြင်းနဲ့ခေါင်းဆောင်ဆိုးတာဒီလိုတက်တော့ကာကွယ်ဦးစည်းချုပ်လို့ဦးမရောက်နိုင်လို့ခေါင်းဆောင်မျိုးတွေလည်းပေါ်ပေါက်တင်းနေကဘာကဘာမှာပေါ့နော်ကဘာနဲ့ရှင်ပြောတာ ဘာလို့လဲဆိုတော့ဥမေအောင်လိုင်းနေနဲ့သူ့ရဲ့ပျော်ပြောင်းမှုတွေနူးညံ့မှုတွေကစစ်သားတယောက်စိတ်နဲ့ဆိုရင်တော့မတန်ဘူးဗျကာလာရေချီမှာကြည်လာရင်တော့သူကတန်တယ်သူကတန်တယ်တော့ဘလို့တန်လဲဆိုသူကုပါသွားလို့လေဒီပုဂ္ဂိုလ်ပေါ့ကျွန်တော်ရဲ့နိုင်ငံကောင်းဆုံးစာတော်တော်ဖတ်တယ်ဗျအဲ့ဒီစာအုပ်တွေကိုသူသွားကြည့်လာသူဘလို့ဘလို့တွေလောက်ပြီးတော့ဘလို့တွေလေးလာနေတဲ့အချိန်တွေပေးနေလည်းမသိဘူးအဲအဲ့လိုပဲသူနိုင်ငံအတွက်လည်းသူတော်တော်ကိုစဉ်းစားနေလောက်လေနော်စစ်သားတွေထဲမှာရဲတွေထဲမှာလည်း ဒီအားလုံးထဲမှာပေါ့ဝန်ထမ်းတွေထဲမှာလည်းအချင်းမြတ်ခြားသားတွေမရှိဘူးလားဆိုရှိတယ်သူသိတယ်။နော်စစ်ကစနေလောက်ထဲမှာငြိမ်နေတော့စစ်ပွဲကရုတ်တရက်နဲ့ဒီအာဏာသိမ်းမှုအောက်ကနေပြီးတော့မှဖြစ်သွားတော့ဒေါ်စုကြည်ကတော့ရည်ရွယ်ချက်ရှိရှိနဲ့ဒီတိုင်းပြည်ကိုဖျက်တာ။ဟမ်အဲ့ဒီထဲမှာအစိုးရထဲမှာအကောင်ထဲမှာအကောင်ဖြစ်လာအောင်ကတော့ဒီလက်ရှိတက်မြောက်ကာကွယ်ဦးစီးချုပ်ဦးမင်းအောင်နိုင်ကတော့ဒုချုပ်ကြီးတို့ကတော့နော်အခုဒုချုပ်ကြီးတို့ဒါအကုန်လုံးပါပဲဗိုလ်ချုပ်ကျော်ကျော်လင်းတို့ဦးမောင်ဗိုလ်ချုပ်ကြီးမောင်အေးတို့ဗိုလ်ချုပ်ကြီးကျော်ကျော်လင်းတို့ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ အခုလက်ရှိဗိုလ်ချုပ်ဂျင်ဂျိုဆိုးတို့အဦးမြထုံးဦးတို့ပေါ့နော်ဗိုလ်ချုပ်ကြီးမြထုံးဦးတို့ပေါ့ဒီနေ့တော့ပြည်ဦးလင်မှာရောက်တယ်ပြည်ဦးလင်မှာလေရင်ဝဲစီမံကိန်းနေလာစစ်တယ်ပေါ့နော်ဗိုလ်ချုပ်ကြီးမြထုံးကပို့ဆက်ဝင်ကြီးကိုလာတယ်ပေါ့နော်ဒီမှာဧကနေရာရပါလေကြီးအောင်လားတော့မသိဘူးပေါ့အာလာကြည့်တာတော့ကောင်းတာပေါ့လူကြီးဆိုတော့တရားမျှတမှုရှိတဲ့လူကြီးလေနိုင်ငံတော်မှာဗိုလ်ချုပ်ကြီးအဆင့်ဆိုတော့ပြည်သူနဲ့အစိုးရနဲ့ကြားမှာအဆုံးဖြတ်ပေးနိုင်တဲ့လူကြီးတယောက်ဖြစ်တာဟုတ်ဝမ်းသာတာပေါ့ပြည်ဦးလင်ကလိုက်တွဲစွာကြိုးစီကြိုးစုံနေပါလေ ိုးစိုးလို့တာမရလို့ဒီကောင်တွေကတော့မြောက်နိုင်ပါတော့ရုရှားထိသွားပြီးတော့မှဆောက်ရောင်းတဲ့ကျင့်ကိုပြတ်တားလိုက်တာကိုဝန်တာရဲ့ agent ဆိုတဲ့ပြောဆိုနေတာကတော်တော်လေးကိုရှစ်ဆယ်ကောင်းနေတာဖြစ်ပါတယ်ကျွန်တော်တို့မြေဝပီသူပီသားတွေနဲ့အတိုင်းပြည်ကိုကပလင်မှာအရှိခွဲသွားတာဖြစ်ပြီးတော့ဗျာဒိတ်ဒေါ်လာကျွင်မြင့်ဆိုပြီးတော့ပူတည်ုံတောင်းမှနိုင်သွားတာဖြစ်ပါတယ် ဇော်ဘုံပြောတဲ့ပုံစံရတော့ဒီလိုမျိုးကောင်းဆောင်တွေကကျော်တော့ဗောနော်ကပအလယ်မှာတော့မှမြင်မြတ်ပေါ်ထွန်းသိတယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာဖြစ်ပြီးတော့မှတရန်ရှုံးနေတဲ့ဒီလိုမျိုးဆော့ပြင်းဘယ်သူမှလိုချင်မှလည်းမဟုတ်ပါဘူးနော်ဒီလိုမျိုးအာနာရှင်တွေရဲ့နေကုန်းချို့ကိုကျွန်တော်တို့နေနဲ့ရှေးဆစ်စစ်မှာလည်းမြင်ဖို့ခဲ့တာမလို့မျောလိုက်နေတဲ့မကြာခင်မှာတော့အာဆတ်လိုဂရာဖီတို့လိုမျိုးဖြစ်မယ်ဆိုတာတော့ဂျင်းဒီပေါ်ပြောလို့ရနေတာပဲဖြစ်ပါတယ်အဲ့ချိန်ကျမှသူတို့ပေါ့တွေပဲကိုရောက်နေမလဲဆိုတာတော့ကျွန်တော်တို့တပံပြန်ပြီးတော့မှပါနော်ဆောင်းချက်ပါပဲဖြစ်ပါတယ် ကျွန်တော်တို့ထပ်ဗီဒီယိုသဘောနေတဲ့ PDF ရံကိုကြောက်လွန်းလို့ပေါ့နော်ပုံနေရပင်မဲ့တိုင်းမိုးတွေကကြားထဲကနေပြတော့မဆောက်ချုံမပြလို့ငပောက်တော်တော်လေးကိုပောက်ကွဲနေတဲ့ဟာလေကျွန်တော်တို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီခါလေးကိုနဲ့သရားပြောရလို့ဟာတိုင်းမှုမှာဟုတ်ရလားဟာလို့တိုင်းမှုတော်တော်များများလေဖင်ကောင်းကခက်ကြင်ကြင်လေးရဟွန်းပြောပြီနော်ပြောလို့ရှိရင်တို့တွေကအလုံးရွှတ်တယ်ဘာရွှတ်တယ်ဆိုဟုတ်လားဖင်ကောင်းကခက်ကြင်ကြင်အဲ့တော့ကိုနဲ့သရားပြောဟာတိုင်းမှုမှာဟုတ်ရလားဆိုတော့ခါတန်တရားဖြစ်မိလားဘုံဆိုပေါ်ရွှဲလို့စိတ်တွေ့စိတ်ထားကတမန်အယတ္တပုံစံမျိုးလိုပဲ လူဘာခိုင်လုံးနဲ့ပြောတာပဲနော်ပြောတယ်ဟိုစလို့ဒီမိလူတွေတကယ်တော့ကောက်တော့ခက်ခဲကိုရောက်အောင်ပို့တယ်နော်ဒီဟိုလာမွေရောနောက်ကတိုင်းမွေကြီးဟိုစလို့မန်လေးတိုင်းမွေတော့ခအေးအေးနဲ့တို့ကတော့ခအေးနဲ့မလုပ်လုပ်တယ်ဟိုစဲတော့အေးစစ်စစ်ပဲပြောတယ်အေးစစ်တော့ဒီရောက်ဒီကြရတော့အေးချူပေးတယ်နော်အဲ့မွေရောနိုင်မလို့ဆက်စကားတအားကြီးတော့မပြောဘူးဥစဉ်ရလဲဒီမပုံမလင်းလင်းပြောတော့တိုင်မွေတိုင်းတိုင်မွေတော့ဒီချိန်ကတော့ဖေရရင်ကိုတိတ်ပြီးမှမကုတ်ဘုဖေကိုရရရင်ကိုတခါလေပေါလိုက်ရဲ့ တက်ခါကြည့်ရလားလို့ရှိရင်တိတ်မှကုတ်ဖြစ်ကိုမထင်ဘူးအလုံးတရားတော့အကောင်လုံးရှော့ကြလားပိုင်းမူတိုင်းတိုင်းမူတိုင်းကိုတနေ့9နိုင်ပဲရအောင်24နိုင်မှာ9နိုင်ပဲရအောင်အဲ့လိုကိုမရတာအဲ့တော့ကိုချင်းစားတယ်အကိုချင်းစားတယ်အားလုံးကလည်းဦးစိုးတော့မတင်ပြချင်ဘူးမင်းဝဲလို့နေရာမျိုးတွေဆိုရင်ရှင်းလင်းရမှာရှင်းလင်းရမှာနော်စီစီရောက်ရောက်ပတ်ဝန်းကျင်နေဒီမင်းဝဲနဲ့အနည်းတော့ပဲရွာလေးကိုပီတီရရွာလေးဘေးရွာလေးဘေးရွာလေးရှိတယ်ရှင်းလင်းရမှာမရှင်းလင်းလို့မရဘူးအဲ့တောင်ရွာစိတ် စိတ်ကန်းဆိုလို့ရှိရင် PDF ကိန်းဖြစ်နေအများကြီးလုပ်တယ်ခုမင်းကွင်းရွာသူရွာသားတွေကိုထွက်ခိုင်းတာရှောင်ခိုင်းတာဘူးနော်ရှောင်ခိုင်းတယ်မရှောင်လို့များတော့ရှောင်ရမယ်ထိခိုက်မယ်အကုန်လုံးရှောင်ကြဒီရက်ထဲခင်ဗျားတို့ရှောင်ကြပါမရှောင်ရင်ကျွန်တော်ခင်ဗျားတို့ရဲ့အတက်အလေအမပကံမှုဖြစ်လာကြတော့အကိုရင်ကိုပြပြီးတနေရာသွားကြဦးတည်ဒီကစစ်တယ်ပြီးဖြစ်သွားပြစ်မယ်အဲ့ဒီလိုတိတိကျကျလူကြီးတွေကမကြည့်တတ်သောတိတာပဲလူကြီးတွေလည်းတိတာပဲလောင်းနေပြီနော်ငါပေါ့တော့ဘထိုးတော်ကြီးလက်နဲ့ကြီးတွေကြားတယ်ဗဟရားတွေကလက်နဲ့ကြီးတွေကြားတယ်မသိဘူးလားလူကြီးတွေတိတာပဲလေဒါကြီးတိတာအကုန်လုံးတိတာပဲ ဒိုင်ဦးစင်းတို့ကလည်းတည်တယ်အကုန်လုံးလူကြီးနဲ့တည်နေရတယ်။ဘာကြောင့်မလုပ်တာလဲ။ဘာကြောင့်မရှင်းလင်းတာလဲ။ဘယ်ကွန်းထုတ်ရမလို့ဒီထုတ်ရမှာဖြစ်နေ။ဒတိုင်းမှာ AR 150ရှိတယ်။50လောက်ကလည်းနဲ့ကောင်းကောင်းလည်းအကုန်လုံးလိုက်ရှင်းလို့မရဘူးလား။ကပောရတော်လို့လောင်းနေတာပဲဖြစ်ပါတယ်မြေကုန်းနဲ့တဝိုင်းမှာကျွန်တော်ခုဆိုရင်တိုက်ပွဲတွေဖော်ဆောင်နေတာမဟုတ်လို့ပေါ့နော် PDF တွေအရင်ပြုမှရတူရတောက်တွေကိုခဏတာရှောင်ပေးကြောက်ဖို့ပြောဆိုလာပြတဲ့နောက်ပိုင်းမှာစစ်ကောင်စီရဲ့တိုင်းမှုတွေအရင်ပြုမှကြောက်နေကြလို့ ပေါကွက်ပြောဆိုထားတာပဲဖြစ်ပါတယ်သူတို့အနေနဲ့အခုဆိုရင်ကျတို့ A နဲ့အတိုင်းတားလင်းတဲ့ကိုင်တဖုတ်ဝင်ရရအောင်တော့မကပီရီယောက်တွေပေါ့နော်ကြီးထွားလာတဲ့ save view ဟာတွေကိုကြောက်နေရတာဖြစ်ပြမဒီအခုဆိုရင်တော်ထဲမှာပုံနေပြီးတော့မှအားချောင်းနေတဲ့ငပေါ့တော်မှာပေါ့နော်ကြောက်နေတာကိုကျတို့တွေ့ရပဲဖြစ်ပါတယ်ဒီလိုမျိုးစကောင်စီနဲ့တို့လော်ဘီတတဲရတော့ကျတို့မိဘပြည်သူတွေရပါတော့တရားတော်ဆင်မှာကြာဆုံးရမယ်ဆိုတာတို့ကိုယ်တိုင်သိရှိလာတာမို့လို့တော်တော်တွေ့ပြနေတာကိုကျတို့တွေ့ရဖြစ်ပြီးတော့မှခုဆိုရင်အချိန်9နိုင်တောင်မှမရှိတော့တဲ့ပေါ့နော်ဘွားကိုရောက်နေတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီးရနေပြီးတော့မှစကောင်စီနေတဲ့ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့တိုက်ပြည်ပါနာကိုဖင်ခုတ်ထိုင်ပြီးတော့မှပြည်သူတွေကိုတက်ဖြတ်ပြနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးသုံးသပ်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ကိုစီဘယ်လိုမျိုးပြောထားလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်။လက်နက်ကြီးပြစ်ဖို့အချိန်90တော့ပြည့်လို့ဆိုတော့လက်နက်ကြီးတစ်ချက်ပြည့်မယ်ဆိုတော့တိုင်းပြည်ရဲ့ဘတ်ဂျက်ဘယ်လောက်ပုံစံစဉ်းစားလဲ။အဲ့တော့လက်ရှိဒီသူတို့သူတို့နိုင်ငံရဲ့စစ်တပ်ဘာလို့ခံယူထားတဲ့အာဏာရေးစစ်တပ်ဟာ ိုင်းပြည်ရဲ့ဘန္နာငွေကိုအတုံးပြုပြီးသူတို့တောင်းနေတဲ့ခေယံလက်နဲ့တည်းဟဲ့ဒီတိုင်းပြည်ရဲ့ပြည်သူပြည်သားတွေချင်းချင်းပြောရရင်သူတို့အာဏာသိမ်းအောင်လက်မခံတဲ့ပြည်သူတွေကိုပြန်တက်တာနေတောင်းနေတာမှန်တယ်ဒီမှာရုပ်ရှင်ကအခွန်တွေကောက်မယ်အခါတွေကောက်မယ်ဒီငွေတွေအားလုံးကတိုင်းပြည်တိုးတက်ရေးအတွက်တုံးမှလားပြည်သူတက်မဲ့နေအောင်တုံးလားအဲ့ဒါအဖြေရရှင်းနေနော်အဖြေရရှင်းနေဟုတ်လားမလားကျွန်တော်တို့မြန်တော့အဲ့ဒါကျော်ရအခုကောက်လာပြီဒီစစ်တပ်ဘောမလာကောင်ပြောတာစကားရှိတယ်။တိုင်းကြီးကောက်လာတိုင်းကြီးတို့တော့မင်းတို့ခေတ်ကတော့ဘာဖြစ်ညာဖြစ်နေမခင်ချင်းမတူလောက်လာချင်းမတူဘူးလေ။ဟုတ်တယ်မလား။ လက်ရှိမရောက်နိုင်လုပ်နေတာဒီအခုလက်နဲ့အဲ့ဒီတိုက်ပွဲတစ်ခုမှလည်းလက်နဲ့ကြီးအချိန်90ကျော်ပြည့်တယ်ဆိုလက်နဲ့ကြီးကြီးတလုံးပြစ်လိုက်တဲ့ဇလိကိုတွေ့ကြည့်ပါနော်အဲ့ဒီငွေတွေအားလုံးဒီဘယ်ရလာမင်းရောက်နိုင်မရဆက်ဖောင်းမှကြူလူတာဖန်ခံထားတာဘယ်မှမပါဘူးနော်သူတပီးခင်သိတဲ့မှာဖန်ခံထားတဲ့ငွေပေါ့ကွတိုင်းပြည်ရဲ့အခွန်ဖန်ထားတယ်ဒါဟာတိုင်းပြည်တိုးတက်ဖို့အတွက်အတုံးပြုရမယ့်ငွေတွေပြဒါနဲ့အဲ့ဒီငွေတွေကို UK နဲ့ Russia လိုမျိုးနော်ပြပကကျူးကျော်လာလို့ဒီတိုင်းပြည်ဗန်နံငွေတွေနဲ့ပြန်လဲအတုံးပြုပြီးတိုက်နေရစင်ဖြေတာလေးတယ်ဒါပေမဲ့အခုဟာက သူတို့အာဏာသိမ်းတာကိုလက်မခံတဲ့ပြည်သူတွေကိုပြန်လဲတတ်ဖြတ်တဲ့နေရာမှာအတုံးပြူဘယ်လောက်ကြီးနာမကောင်းလို့စဉ်းစားကြည့်อืมเนาะစဉ်းစားကြည့်အဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့ကဘာအကြောင်းနဲ့လက်ခံပေးရမှာနော်နောက်တစ်ခုကလက်ရှိစစ်ကောင်စီဟာဘာမှသူတို့မလိုတော့ဘူးမြဲမြဲမြဲမဲမဲမြဲအကောင်လုံးကိုသူတို့ဖောက်ချင်နေမှာနော်လေချောင်းပြစ်ကူလာတယ်လက်နဲ့ကြီးထုတယ်ရွာတွေအကောင်မီးစုပြစ်တယ်ဒီတရွာကိုစစ်ကြောင်းထုံးလို့နော်စစ်ကောင်စီစစ်ကြောင်းထိုးလိုက်လို့ရွာလေးရွာဆိုအဲ့ဒီလေးရွာလုံးမှာရှိတဲ့ပြည်သူအားလုံးကစစ်ဘေးရှောင်ဖြစ်လာတယ် နော်ဒါပေမဲ့ PDF စစ်ကြောင်းထိုးလို့ဘယ်လွားပြည်သူမှထွက်မပြေဘူးသူတို့ view sorry တရားလွဲတယ်နော်အဲ့တော့ကျွန်တော်တို့ကနေနေမှာလက်ရှိအကြမ်းဖက်နေတာဒီဘဒုလဲပြည်သူအလုံးဒုက္ခရအောင်လုပ်နေတာဒီဘဒုလဲပါးစပ်နဲ့ညင်းနေကြရုံနဲ့ကျွန်တော်တို့ကအဖေကိုမှန်တယ်လို့ပြောလို့မရဘူးအဓိကကအဲ့လို logic တက်ကြကျွန်တော်တို့နှိုင်းရှင်တက်ကြဖို့ပဲလိုအပ်တယ်ဟုတ်တယ်နော်စစ်ပါစီစစ်ကြောင်းထိုးလာလို့ထွက်ပြေးတဲ့ထွက်မပြေးရတဲ့ဂျွာတွေရှိတယ်ဒါပေမဲ့ PDF နဲ့စစ်ကြောင်းထိုးလာ ပြူစောနေပြလွယ်လို့ပြည်သူတွေတို့လို့တို့လို့တချို့လေရွာရဲဆိုအောင်ဘွဲခံပြီးပြလာတူလာမှဆိုတော့နော်အဲ့တော့ဒါဒီပါလေပြည်သူတွေရင်ထဲကတူရဲကောင်းတယ် PDF တွေဘာဖြစ်လို့လဲ PDF တွေပြည်သူပြည်သူကြီး PDF တွေ ခဲ့ရတော့ပါနော်ကိုစီယာနေပြမှာအခုဆိုရင်စစ်ကောင်စီအနေနဲ့ကျတို့တိုက်ပွဲတွေတိုင်းမှာလက်နေကြီးအချိန်ရင်50ကျော်လောက်ထိပြတ်ခတ်နေတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်တွေ့ရဖြစ်ပြမှာဒါကတို့ budget ကိုလိုသလိုတုံးချနေတယ်ဆိုတဲ့ကြောင့်လည်းကျတို့ကြားသိရတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ဒီလိုမျိုး budget တွေရရှိအောင်ဟိုဆိုရင်ပေါ့နော်တို့တဝန်းနဲ့ကြောက်ဖြူပြမှာတေးဟုတ်နဲ့ရုရှားနဲ့ပူးပေါင်းပြီးတော့မှာ ထူးစီးပွားရေးဇုံတွေတည်ဆောက်ပြီးတော့မှ budget တွေကိုရယူနေတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ပြည်ပရောက်ပြည်သူတွေဆီကနေအဟုန်ငွေတွေကောက်ပြီးတော့မှပါနော်သူတို့အနေနဲ့အတိုင်းပြည်မှာပြည်သူလူထုတွေပြန်ပြတ်ပြတ်တဲ့နေရာမှာတုံးနေတာမလို့ကျွန်တော်ဘက်ကနေပြီးတော့မှအဲ့ဒါတွေကိုတာစီပိတ်ပိနေဖို့စ조사နေတာကိုတွေ့ရတဲ့ပဲဖြစ်ပါတယ်စစ်ကောင်စီဘောမလော်ပြီးတက်ရတော့ပါနော်ဒီလိုမျိုးအာချောင်ပြီးတော့မှကျွန်တော်မျိုးဝပြည်သူတွေကိုနေ့စဉ်နဲ့မြတ်တက်ဖြတ်ဖို့အလုံးစုံနေတာဖြစ်ပြီးတော့မှဒီနေ့ထဲမှာဆိုရင်ကျွန်တော်ဒီစစ်ကောင်စီပေါ့နော်အုံပြလာတဲ့စစ်တပ်လေထီတွေနဲ့ရောတခြားဒီလက်နဲ့ကြီးတွေနဲ့ပြက်ခတ်မှုတွေကြောင့် ီတူထောင်ပေါင်းများစွာလည်းအတိအိုးရင်တွေစွန့်ခွာပြတော့မှဒီချက်ပြစမှုတန်းကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ပြောနိုင်တဲ့တကူကတော့ဒီလိုမျိုးပေါ့နော်စစ်ပွဲဖြစ်လာပြီဆိုတာနဲ့စစ်ကောင်စီအနေနဲ့ဒီလိုကျွန်တော်တိုင်းတားလဲနဲ့ကန်တဖုတ်ဝင်နေအပြင်ကျွန်တဲ့ဒေတော်လိုင်းတဖုတ်ဝင်နေတီတီကိုချိန်မုံဖို့အခုဆိုရင် budget တွေတော်တော်များများရထားတာဖြစ်ပြီးမှငါကသူတို့အနေနဲ့လို့ဆိုလို့တုံးချလို့ရနေတဲ့ဒီအကျိုးစီးပွားတွေနဲ့သူကျွန်တော်မျိုးဝပြည်သူတွေကိုပြန်ပြန်တော့တက်ဖြတ်နေတယ်ဆိုတော့ကြောက်တွေ့ရပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပါပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်ပြေဆုံးပြီးတော့မှတာရဲ channel နေလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုံးမကောင်းတောင်းပစ်လိုက်ပါတယ်။